ကြားကြားခြင်းမမခြင်းလိင်တူဆက်ဆံတာလို့ပြောတယ်နော် homosexuality လို့ခေါ်တယ် homosexuality လိင်တူဆက်ဆံမှုတွေဆိုတာပေါ်လာအခုခေတ်ဆိုလို့ရှိရင်တရားဝင်တောင်မှဖြစ်လာတရားဝင်တောင်ဖြစ်လာကြားဝေးကြပါလိမ့်မယ်ဂေးပါတီတို့ဂေးညီလာခံတို့တော့တော့ ကြားကြားချင်းမမချင်းဆိုတဲ့မိန်းသူဆက်ဆံမှု homosexuality အဲ့ဒီကိစ္စတွေဟာပေါ်လာတာအဲ့ဒီကိစ္စတွေကိုမိစ္ဆာဓမ္မလို့ပြောတာလူလောကထဲမှာအဲ့ဒါတွေတိုးပွားလာပြီတဲ့အာတမရာဂတွေတိုးပွားလာတယ်ဝိသမလောဘတွေတိုးပွားလာတယ်မိစ္ဆာဓမ္မတွေတိုးပွားလာတယ်ဆိုလို့ရှိရင် အဲ့ဒီအတ္တမရာဂဝိသမလောဘမိစ္ဆာဓမ္မတွေရဲ့လွှမ်းမိုးမှုကြောင့်လူရဲ့စိတ်တွေကဖောက်ပြန်လာဖောက်ပြန်လာတော့ရံညိုးတွေအတေးတွေများလာမုံတီးမှုတွေများလာတဲ့အခါလက်နဲ့ဆန်းနေထွင်ပြီးတော့လက်နဲ့ဆန်းနေကင်ပြီးတော့လူတွေဟာတတ်မှုဖြတ်မှုကျွလွန်မှုတွေများလာတယ်